မင်္ဂလာပါဒေါက်တာဝီရန်ရေပြချက်မကြီးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီပောက်တီထရဲကောင်းလျှော်ရည်ဘလူးပဲတုံးတုံးပောက်တီကပြောင်းမသွားဘူးနေ့တိုင်းကောင်းလျှော်တာတော့မှဖတ်တီပောက်ဖတ်တီကထွက်နေတုံးပဲအဲ့ဒါဆိုလို့ရှင်ဒါကရိုးရိုးပောက်ထတာမဟုတ်ဘဲနဲ့ဥယျာဉ်ပြမှာဖြစ်တဲ့ကျူပွေးနာလည်းဖြစ်နိုင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဒီနေ့ပောက်ထတာနဲ့ဥယျာဉ်ပြကျူပွေးနာကိုဘလူးခွဲခြားလဲဆိုတာလေးကိုပြောပြပေးမှာဖြစ်ပါတယ် ပြီဒါဆိုကျွန်တော်တို့ဒီဘောက်ထားတဲ့အကြောင်းလေးကိုအရင်ဆုံးပြောပြရအောင်နော်ဆိုတော့ဘောက်ထားတယ်ဆိုတာကတော့ဒါလူတိုင်းနှိပါဖြစ်မှုကြတယ်ပေါ့နော်ကျွန်တော်တို့ကဘာပေါ်မှာရှိတဲ့လူကြီးတစ်ဝက်လောက်ကပေါက်ထားတဲ့ပြဿနာနဲ့ကြုံတွေ့ရတယ်လို့ဆိုပါရယ်အဓိကကဒါကဘာကြောင့်ဖြစ်တာလဲဆိုလို့ရှိရင်တော့အချက်နှစ်ချက်ပါတမတစ်ချက်ကတော့ဥယျာဉ်ပြပေါ်မှာရှိတဲ့အစီအေများပြလာတဲ့အတွက်ကြောင့်ဖြစ်တယ်ဒုတိယတစ်ချက်ကကျွန်တော်တို့ဥယျာဉ်ပြပေါ်မှာရှိရဲ့မှုပိုးတစ်မျိုးပေါ့နော် yeast ကများပြလာတာဖြစ်ပါတယ်ဒီမှုပိုးဆိုတာကလည်း သူကပုံမှန်ဥယျာဉ်ပြားပုံမှန်ငကူတွေကရှိလူတိုင်းရဲ့ဥယျာဉ်ပြားပုံမှန်ငကူတွေကရှိဒါပေမဲ့ဒီလိုပေါက်ထားတဲ့လူတွေမှာအကြောင်းအကြောင်းကြောင့်ဒီမှုပိုးတွေများလာတာပေါ့နော်အဲ့ဒီမှုပိုးတွေများလာတဲ့အခါဒီမှုပိုးကထွက်တဲ့ကက်မီကယ်တစ်မျိုးကဥယျာဉ်ပြားကိုအလယ်ဂျီဖြစ်တယ်လို့မျိုးရောင်ရမ်းစေတဲ့အတွက်ကြောင့်ဓာတ်မတဲ့တလူမျိုးရောင်ရမ်းစေတဲ့အတွက်ကြောင့်ဥယျာဉ်ပြားရာရန်ပြီးတော့ပေါက်လို့အဖက်ကလေးတွေထွက်လာဖြစ်ပါတယ်အဓိကဒီလိုပေါက်ထားပြီဆိုလို့ရှိရင်ဥယျာဉ်ပြားတစ်ခုလုံးမှာကျွန်တော်တို့ပေါက်တာမှုလိုမျိုး ဖြူမှုန့်လေးတွေအဝါရောင်မှုန့်လေးတွေအဖက်ကလေးတိလေးတွေဒါပြန့်ကျဲပြီးတော့ဖြစ်နေတာတွေ့ရတယ်။ခါလီကြလို့ရှင်လည်းအေးပြအနေငယ်ရာရန်တာဥယျာပြအနေငယ်ရာရန်တာမျိုးကိုကြုံရတတ်တယ်။အောက်ထတာကတော့သူကဖြစ်လိုက်ပြောက်လိုက်နဲ့ရှိနေတတ်တယ်။ညတော့အပြင်ကျွန်တော်တို့ကဒီအစီ ထွက်တဲ့ဥယျာပြအစီထွက်များတဲ့သူတွေမှာပို့ပြီးတော့ဖြစ်များတာတွေ့ရတယ်။ ကျွန်တော်ကံကောင်းတာတစ်ခုကတော့ဒါကဒီလိုနာတာရှိယောဂမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ခေါင်းစော်ရည်ကိုတိကျတုံးမယ်ဆိုလို့ရှိရင်ထိမ့်သိမ့်ထားနိုင်တယ်ခေါင်းစော်ရည်တုံးတဲ့ခါကြလို့ရှိရင်လည်းကျွန်တော်တို့ကအကယ်၍ဖြစ်နိုင်တဲ့ဆိုလို့ရှိရင် selenium sulfide တို့ zinc pyridium တို့အမဟုတ်မှုဘုတ်တဆီပါတဲ့ကောင်းချော်ရည်ကီတိုကိုနဲ့ဇိုးပါတဲ့ကောင်းချော်ရည်ကိုသုံးပြီးချင်းအပြင်မှုဘူးရဲ့ပမာဏကိုကျော့ချသွားအောင်ဒီဥရည်ပြမှာရှိတဲ့အဆီတွေကိုရှင်းလင်းသွားအောင် ြုလုပ်ခြင်းအပြင်ပေါင်းမထအောင်လို့ကာကွယ်လို့ရတယ်ပေါ့နော်အဲနောက်တစ်ခုကကျွန်တော်တို့ကဒီပေါက်ပေါက်ပြောက်ခြေတွေကိုသုံးမယ်ဆိုလို့ရှိရင်အနည်းဆုံးဒီဘက်ကို၄ချိန်၃ချိန်လောက်သုံးဖို့လိုတယ်အကယ်၍ဒီတိတ်ပြီးတော့ပေါက်ကတိတ်မများဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီပုံမှန်ခေါင်းလျှော်ရည်လေးပေါ့နော်ပုံမှန်ခေါင်းလျှော်ရုံနဲ့ကင်းမယ်ပေါက်တွေကိုတချို့ဆိုလို့ရှိရင်တက်တာနိုင်ပါတယ်အဓိကတော့ဒီဘက်ကိုအနည်းဆုံး၄ချိန်၃ချိန်လောက်ကောင်းချော်ပေးဖို့လိုအပ်ပါတယ် ကျွန်တော်ဒီကျွန်တော်တို့ဘောက်တာရံနဲ့အင်မတန်ကိုစင်တူတဲ့နာတာချီယောဂါတစ်ခုကတော့ဥယျာပြကျပွေးနာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ထက်တရားနာလို့လဲခေါ်တယ်လို့ကျွန်တော်တို့ medical terms အရ psoriasis scab psoriasis လို့လဲခေါ်ပါတယ်။ကျွန်တော်ဒီကျပွေးနာဆိုတာကလူကြီးတရားမှာ၃ရောင်လောက်ဖြစ်တတ်တဲ့နာတာချီရောင်ရမ်းတဲ့အရေးပြယောဂါတစ်ခုပါ။သူကအဓိကတော့မှုပိုးချောင်းမဟုတ်ပါဘူး။အရေးပြရောင်ရမ်းတဲ့အတွက်ကြောင့်အရေးပြရဲ့အပေါ်ရမှာရှိတဲ့ ရေပြားတွေပွားများနှုံ6ဆလောက်မြန်နေတဲ့အတွက်ကြောင့်ဒီလိုပေါက်လိုအဖက်တွေထွက်လာတာဖြစ်ပါတယ်။ဒီတော့ဒီကျွန်တော်တို့ပုံမှန်ပေါက်ထတာနဲ့ဥယေပြားကျွပွေးနာနဲ့ဘယ်လိုခွဲခြားမလဲဆိုလို့ရှိရင်ဒါက3အချက်3ချက်နဲ့ခွဲခြားလို့ရပါတယ်။တာမန်ပေါက်ထတာကကျွန်တော်တို့ထွက်တဲ့ပေါက်ဖက်ကလေးတွေကအမှုံလေးတွေကတင်းငယ်ပါတယ်။တခါတရံတိတ်များလို့ရှိရင်အနေငယ်ကြီးမာတာရှိတတ်တယ်။ဒါကပုံမှန်ပါပဲ။ဒီကျွပွေးနာမှာကြတော့သူ့မှာဖြစ်တဲ့အဖက်တွေက အင်မတန်ကိုကြီးမားတာတွေ့ရပါတယ်ပြီးတော့လို့ရှိရင်ဖက်တွေကတိတ်များလုံးနေတဲ့အတွက်ကြောင့်တစ်ခါတလေကြက်လို့ရှိရင်ကျွန်တော်တို့နေ့တိုင်းကောင်းလျှော်တာတော့မှဒီဖက်တွေကပြောင်းမသွားတာကိုကြုံရပါလိမ့်မယ်နောက်တစ်ခုကဒီလိုအဖက်တွေဖြစ်တဲ့ဟာကကောင်းပနဲ့ကောင်းပုံမှာဥယျာဉ်ပြားထဲမှာကပြန့်နှံ့ပြီးဖြစ်တာမျိုးမဟုတ်ပဲနဲ့ပေါင်းနဲ့မတူတဲ့အချက်တစ်ခုကတော့သူကဒီဥယျာဉ်ပြားရဲ့ဒီအပြင်ဘက်ပေါ့နော်ကျွန်တော်တို့ဇပင်ကနေပြီးတော့အရှိတ်ဘက်ကိုကျော်ပြီးတော့ဒီအဖက်တွေထွက်လာတာ หนีเยลาတာမျိုးจုံยาတ်ပါတယ်နောက်တော့အဖြစ်တော့ဒီနှစ်ဖူးနဲ့ဒီနှစ်ဖူးရှေ့ဘက်နှစ်ဖူးဆက်တည်ရှေ့ကိုသူကကြော်ထွက်လာတယ်ဒီหนีเยတာတွေเนี่ยဖတ်တရားရှေ့ကိုပို့ပြီးတော့ထွက်လာတွေ့ရတယ်နောက်တစ်ခုကနှစ်ထင်းလိုနေရာမျိုးနားနောက်လိုနေရာမျိုးပြီးတော့လို့ရှင်ခုနပြောသလိုပဲကျွန်တော်တို့ဒီစပင်အနောက်ဘက်ပေါ့เนาะနောက်စီเนี่ยဒီကုတ်ဘက်ကိုကြော်ပြီးတော့ထွက်လာတာမျိုးတွေ့ရတယ်ဒီလိုဆိုလို့ရှင်တော့ဒါက ကူရပြကျုပ်ပွေးနာဖြစ်တာဖြစ်နိုင်ပါတယ်ပြီးတော့အကယ်၍ကိုကဒီလို ပေါက်ထင်လို့ဒီလိုပေါက်တက်စီတွေတုံးပေမဲ့လည်းကူရပြကျုပ်ပွေးနာတွေကတိတိတသာတက်တာတော့တာမတွေ့ရပါဘူးသူ့ရဲ့အတိတအောင်ချက်ကတော့ဒီအဖက်တွေကကြီးမားပြီးတော့ထွက်တာအရင်များတဲ့အတွက်ကြောင့်ကိုစိတ်နှောက်ရှက်ပေးတာကိုရဲ့ဝက်စားဘော်ဒီကုတ်ဘော်ဒီဒီလိုနေရာတွေမှာအမြဲတမ်းအဖက်တွေပြည်နေတာမျိုးတွေကြုံရတတ်ပါတယ်ဆိုတော့ဒါဆိုလို့ရှိရင်တော့ဒါကကူရပြကျုပ်ပွေးနာဖြစ်ဖို့ရပါတယ် တော့တတိထားမယ့်ချက်တစ်ခုကတော့ဒီများသောအားဖြင့်တော့ဥယျာပြာချုပ်ပွင်းတာဖြစ်ပြီးဆိုလို့ရှိရင်သူကဥယျာပြာမှာပဲဖြစ်လိမ့်ရှိတယ်။အဲ့တော့ဒါပေမဲ့တချို့လူတွေမှာကဒါကိုမထိန်သိမ်းဘူးတေချာမကုတာထားဘူးဆိုလို့ရှိရင်တော့ဒီချုပ်ပွင်းတာရဲ့လက္ခဏာတွေဖြစ်တဲ့အခြားသောနေရာတွေမှာပါဒီလိုမျိုးအနီကွက်တွေဖြစ်တာအဖက်တွေထွက်တာပြင်လိုက်ကြီးဖြစ်လာအရေးပြားကြီးထူလာတာဒါမျိုးတွေဖြစ်လာတတ်ပါတယ်။အထူးသဖြင့်တော့ကျွန်တော်တို့ကဒီတောင်စစ်တွေမှာဖြစ်လာတာတွေ့ရတတ်တယ်။ခါးနောက်ဘက်တွေမှာဖြစ်လာတာတွေ့ရတတ်တယ်။ ဒူးကောင်းနှစ်ဖက်မှာဖြစ်လာတာတွေ့ရတတ်ပါတယ်။ကြောကန်ကောင်းတာတခုကတော့ဒီဂျူပွေးနာယောဂပဲဖြစ်ဖြစ်ဥယျာဉ်ပြမှာဖြစ်တတ်တဲ့ဂျူပွေးနာပဲဖြစ်ဖြစ်ပေါက်ထတာပဲဖြစ်ဖြစ်ဒီနှစ်ခုလုံးကစပင်းနေကျွတ်အောင်လို့သူတို့ကလှုပ်ဆောင်နိုင်စွမ်းမရှိပါဘူး။အဲလိုလည်းပြောရရင်တော့အောက်ထလိုပဲဖြစ်ဖြစ်ဂျူပွေးနာကြောင့်ပဲဖြစ်ဖြစ် ဟိုစပင်းနေကျွတ်ပြီးပါသွားစရာအကြောင်းမရှိပါဘူး။ဘာကြောင့်လဲဆိုလို့ရှိရင်တော့သူတို့ကဒီစပင်းအမြင့်အိတ်တွေကိုဖျက်ဆီးမှုမရှိပါဘူး။စပင်းအကယ်၍အများကျွတ်နေတာများဖြစ်နေခဲ့တယ်ဆိုလို့ရှိရင်တော့တခြားအကြောင်းအရာလည်းဖြစ်နိုင်ပါတယ်။ဥည်ပြကြွပွင့်တာဖြစ်ပြီဆိုလို့ရှင်တော့အဓိကတော့ဒေချာအစည်းကံတော့ပြဖို့လိုပါတယ်။အဲတိတ်ပြီးတော့မပြင်းထန်ဘူးဆိုလို့ရှင်ကျွန်တော်တို့အနေနဲ့ဥည်ပြရဲကိုထည့်တဲ့လိန်စည်းတွေကိုပေးရပါတယ်။တိတ်ပြီးတော့ပြင်းထန်တဲ့ များပြားလာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တောက်ဆီးတွေကိုထည့်ရပါတယ်ဒီယောဂါကတော့ခုနကကျွန်တော်ပြောသလိုပဲကိုယ့်ရဲ့ immune system ကိုခံအားစနစ်နဲ့အရေးပြားတွေကဒီကိုခံအားစနစ်ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဒီလက်ရှိတော့အခုထက်ဒီအရှင်းပြအောင်ကုလို့တော့မရသေးဘူးအမြင့်ဖြတ်လို့မရသေးဘူးပေါ့နော်ဒါပေမဲ့ဟိုကိုယ့်ရဲ့ပုံမှန်ဥရေပြားအတိုင်းအဖက်တွေမထွက်အောင်လို့လက္ခဏာတွေတက်တာတော့တော့တေချာကုတာလို့ရတယ်ဆိုတာပြောပြချင် ဒါကတော့ကျွန်တော်ဥယျပြန်မှာဖြစ်တတ်တဲ့ပေါက်ထားတာနဲ့ဥယျပြချုပ်ကွေးနာကိုဘယ်လိုခွဲခြားရမလဲဆိုတာကိုပြောပြခဲ့တာဖြစ်ပါတယ်။စုံတီနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။